ဆရာမောင်စွမ်းကြီးကျွန်တော်အညာတွင်နေထိုင်ခဲ့တဲ့ကာလများတွင် တခုသောຫນွေရသည့်ဤနေ့တနေ့မှပင်ဖြစ်ပါသည်ကျောင်းပိတ်ရက်ရှိများပိတ်ထားသောကြောင့်အားလက်နေသောကျွန်တော်ထံသို့ကြပြားဆရာမောင်ဖူးဝေကျောင်းဆရာကိုသိန်းတန်းအစရှိသည့်စာပေမိတ်တင်ကဟာတချို့လားလဲကြပါသည်အညာကလည်းအညာຫນွေကလည်းຫນွေကြီးဖြစ်ရာကျွန်တော်တို့တတိုက်အညာရင်ကျေးမှုကိုလေးစားသောအဖြစ် ထေရံကလေးတဆိုင်ကိုရောက်သွားကြပါသည် ထေရံကလေးမှာမိဋ္ဌိလမြို့မှကျောက်ပတောင်ဘက်ကိုအထွက်ရက်ွက်ကလေးတစ်ခုအတွင်း၌ရှိသောဆိုင်ကလေးဖြစ်ပါသည်ဆိုင်နေထားမှာအနေငယ်ချောင်းကြပြီးအသွင်ပြင်ကနည်းနည်းကလေးကော်ကီဆန်လာတိတိုင်းအညာထရေစစ်စစ်ကိုရောင်ချသည့်နေရာဖြစ်၍မိဋ္ဌိလမိတ်ဆွေများကကျွန်တော်ကိုတကူးတကန့်ခေါ်သွားကြဟန်တူပါသည်အုံမခွက်အတွင်းမှာအမြုပ်တစီစီထားကာ ရှမ်းကြလာသောထရေများသက်သားကြောက်တွန့်လိန်ကောက်ကွေးစေဘောလိတ်တို့ဟိုတစားတီတစားဖြင့်အညာထရေဆိုင်ကလေးတဲတွင် ကျွန်တော်တို့ထိုင်ကောင်းနေစဉ်မှာပင်ကြပြဆရာမောင်ဖိုးဝေက အပြင်ဘက်ကိုလှမ်းကြည့်လိုက်ပါသည်ဘာသူလည်းမသိဘူးဗျာမောင်ဖိုးဝေဤစကားတန့်ဆုံးတွင် ကျွန်တော်တို့အားလုံးအပြင်ဘက်ကိုလှမ်းကြည့်လိုက်မိကြပါသည်မှန်ပါသည်ကျင်းရသည့်အထက်ကောက်လိန်နေသည့်လမ်းကြားလေးတစ်လျှောက်လှမ်းလာနေသောသူတစ်ယောက်သည် ဘသူလည်းမသိဘူးဗျာဟုအံ့အားသင့်သွားစေလောက်အောင်ပင်ဝက်ကသားကပြန်လာနေခြင်းဖြစ်သည်ခြေလုံးကြီးအစ်တတိုက်ပုံညိုမိုင်းမိုင်းမန္တလေးကရီပါဖနက်ပါဝါမျက်မှန်တေသက်စွာဖြီးတင်ထားသောသပင်စသည့်များကိုဖြတ်ခနဲလန့်တွေ့လိုက်သည်မှာဒေဒိုင်တို့လာသည်နှင့်မတူအလူမင်္ဂလာအခန့်ပွဲတစ်ခုခုကိုသွားနေသည်နှင့်တူလာပါသည်ထို့ကြောင့်လည်းမောင်ဖိုးဝေက ဘသူလည်းမသိဘူးပြလိုက်ချင်းဖြစ်ဟန်တို့ပါသည်လူဟာငါတရုတ်ပြည်ကဝင်းကြီးတအူးနဲ့ဖိုက်ဖိုက်အိုက်အိုက်ပါတွဲတွဲလဲပင်အေးအေးအပြုံးချို့များများအာယုံကိုပို၍စူးစိုက်လိုက်တဲ့မှာပင်ကျွန်တော်မှတ်ညံကဖြတ်ခနဲလင်းပွင့်သွားလေသည်ဟာဆရာစွန်းဆရာစွန်းဆရာမောင်စွန်းကြီးဟာကျွန်တော်တို့အားလုံးအံ့အားတသိပ်ဖြင့်မတက်ရက်ခါကြိုးစုံမိလိုက်ကြတဲ့မှာပင ဆရာမောင်စွမ်းကြီးကကျွန်တော်တို့သဝဲဝိုင်းကိုရောက်ရှိ၍လာခဲ့ပါသည်ဆရာကဆရာတက်တင်ကိုစစ်စေးရေးလာခြင်းဖြစ်ကြောင်းကျွန်တော်နှင်းတွေးလုံ၍ကောလိပ်ထဲကိုဝင်ခဲ့သေးကြောင်းမရှိ၍ဒီနေရာအထိလိုက်ရှာခြင်းဖြစ်ကြောင်းများကိုပြောကာအညာထရေကလေးကိုနည်းနည်းပပမြည်သမှသည်လူငယ်ကဗျာဆရာများကဆရာစွမ်းကိုတွေးလိုက်ရ၍ဝမ်းသာမဆုံးဖြစ်နေကြသည်ကျွန်တော်ကတော့ကျွန်တော်ကိုအမှတ်တရရှိသောဆရာကိုစွတ်ကျင်စွာ ငေးကြည့်နေမိသည်မိတ္တိလာစာပေမိတ်ဆွေများကတော့ ကျွန်တော်နှင့်ဆရာမောင်စွမ်းရေကြားထားရှိကြသည့်တန်ဟောစဉ်တရားကို ပြော၍မဆုံးအောင်ဖြစ်နေကြသည်ဆရာစွမ်းဆရာစွမ်းကျွန်တော်နှင့်သာသာမက လူပါယင်းနီကျွမ်းဝင်ရပေသောဆရာများတွင်အညာမန်းကဆရာစွမ်းလည်းတယောက်ပါဝင်ဖြစ်သည်မဟုတ်ပါလားဆရာစွမ်းဟုသည့်အမည်ကို ကျွန်တော်စတင်ကြားပို့ခဲ့သည်မှာចောင်းသားဘဝတည်းကပင်ဖြစ်ပါသည်အလဲတန်းမှာရောအထက်တန်းမှာပါကျွန်တော်တို့ကိုပြတ်တန်းထားသည့်စာအုပ်ထဲ၌ ဆရာမောင်စန်းရီကဗျာတချို့ကိုတွေ့ရပေရာထိုမီနဲ့ကျွန်တော်တို့ယဉ်နိပြီဖြစ်သည်ဒါမှမဲ့ဆရာကဗျာတွေကိုကျွန်တော်မကြိုက်လအခုတည်းလဲဆရာမောင်စန်းရီကဗျာအပုတ်တရမှာ66ပုတ်လောက်ကိုကျွန်တော်မကြိုက်အလားတရားနဲ့ခံစားမှုအားလို့ဆရာမနွမ်းပါလှသည်ဟုကျွန်တော်ထင်သည်ကဗျာတွေကိုခံစားမှုနဲ့မရေးပဲအတွေးနဲ့ရေးနေသည်ဟုကျွန်တော်ယူဆသည်နှလုံးသားကြွက်သားတွေစီကဖြင်းညှန့်ရှန့်ကြလာတော့ကဗျာတွေမဟုတ်ပဲ ခေါင်းထဲကထုတ်လိုက်ခြင်းဖြစ်သည်ဟုပဲကျွန်တော်ထင်မြင်မိသည်ရင်ဘတ်ထက်ခေါင်းကိုဦးစားပေးလွှင့်၍လာတော်မသည်မြမသာဝေဖန်ရင်းနဲ့ပတ်သက်ပြီးဆရာမကြီးကိုကြားလိုက်ရင်တော့ကျွန်တော်ခေါင်းထောင်သွားမိသည်မှာကအမှန်ပင်ဖြစ်ပေသည်ဆာမောင်စွမ်းရည်စားပေးဆိုင်ရာဆောင်မများကိုကျွန်တော်တို့ဖတ်ခွင့်ရခဲ့ကြသည်မှာထပ်ပမာနိုင်ငံဆိုင်ဆရာတင်မှာထုတ်ဝေသည်သာဥစ္စာတန်းများတွင်ဖြစ်ပါသည် နောက်တော့စားပေးဝေဖန်ရေးဘောင်ကျုပ်စာအုပ်တွေထဲမှာ ဆရာလက်ရာတွေကိုဝါဝါလင်လင်ဖတ်ရသည်။ကရက်ဥသောစာအုပ်ကလေးကိုမြမစာပေလောကကိုကရက်ကလေးတွေထသွားစေသည်။ဗမစာပေဘာလဲပဲလဲကတကယ်ကိုဘာလဲပဲလဲမေကွန်းတွေဖြာဝေသွားစေသည်။ဆရာကလောင်ကစူပီရှာသည်။ဒီတော့အဝေးဖန်ခံရသူမှာတွန့်ကနေဖြစ်သွားလောက်ပဲရ။သာပတ်သလူငယ်တွေကတော့လက်ခုပ်ဩဘာဒီ၍မစုံတော့။ကျွန်တော်ကတော့ဆရာစာပေဝေဖန်ရေးတွေကို ကြိုက်သည်လည်းရှိမကြိုက်သည်လည်းရှိဖြစ်ပါသည် ဝေဖန်ရင်းမူလတဘာဝကိုကစင်ကျင်တုံတရားကိုအခြေခံကတိဆောက်ထားရသောသဘောဖြစ်ရာခန္ဓာမှုနှင့်လာသည့်နုပညာနှင့်တခါတခါထိတ်တိုက်တိုးကြမည်သာဖြစ်ပါသည်ယုတ်တိသင်ခြင်းများကိုအာကိုသောဆရာမောင်စွမ်းဤတယောက်လည်းအနုပညာသမားများနှင့်အချင်းချင်းပင်ထိတ်တိုက်ဝင်တိုးခဲ့ပါသည်အထူးသဖြင့်ကြပြဆရာများနှင့်ဖြစ်ပါသည်ကွင်းပြင်မှာရေပွေးလို့လှေကလေးနဲ့ပြော်ရအောင် လိုက်ခဲ့ပါမောင်းမိုးရီကမှောင်တောင်ဖြူရဲ့အကွေ့ရေးလဲမှလှင့်ငယ်မျောတယ်ဒေါသူဒလိကဗျာဆ ्याम မနှူးရင်ကဤကဲ့သို့ခြေလဲအလှကိုရေးပွဲခဲ့ရာဆ ्याम မောင်စွမ်းကြီးကရေးလဲမှလှင့်ငယ်နဲ့မျောတာဒေါ်ဒလိဟုတ်မယ်မထင်ပါဘူးဟုတစ်ချက်လန့်ထောက်ခဲ့ဘူးသည်နှက်ခမ်းပဲ့ကြိုခေါင်းကဟိုသည်တက်ဆိုးမရှိ꽌ခဲ့လေဤကဗျာဆ ्याम တင်းအောင်ကလည်းစာကြုပ်ကြီးဘဝကို ကြပြဖွဲရ၌ထပ်ပါအတိုင်းစာကြောက်ရုပ်ဤဥကောင်းအပြစ်ဆွတ်ထားသောအိုသည်နှွားကြောင်သားများလက်ချက်ကြောင့်ကွဲရပါကြောင်းရေးဖွဲ့ထားသည်ကိုကြမောင်စွမ်းကြီးကအိုနှက်ခန်းကိုကျိုးတီဟုမတုံသင့်ကြောင်းတစ်ချက်ထောက်ခဲ့ပြန်ပါသည်သေးမင့်ကွဲပြောက်မွဲ၆ထုံးကွာဤကြောက်စာဝဲသာမူတကြောင်းလက်နေတကားကြပြဆရာအောင်သာမိုးကလည်းသူဤကွက်လက်ဖြစ်ပါကြပြ၌ရှေခေကြောက်စာပေါ်တွင်အုပ်စိုးသူဘရင်တို့ဤ အလုဒါနာများအကြောင်းကိုသာရေးထုတ်ထားပြီးအောက်ခြေမှာရုံးကန်တိဆောက်ပေးကြရသည့်လုံသမားတို့၏အကြောင်းကိုထက်သွင်းရေးထုတ်ထားခြင်းမရှိကြောင်းရေးဖွဲ့ခဲ့ပါသည်။ရင်းကိုလည်းဆရာမောင်စွန်းကြီးကကြောက်စာဟူသည်မှဲ့မလို့ကြောင်းကြောက်ပြားပေါ်မှာထိုးရကြောင်းစသည်ဖြင့်လှမ်းပတ်လိုက်ပါသည်။ဤသို့ဤသို့သောဝက်ချံကိုအနာလုတ်သည့်စပေဝေဖန်ရင်းများနှင့်ပတ်သက်၍ကဆရာမောင်စွန်းကြီးအမြင်ကို ကျွန်တော်တို့သဘောမတူလားပါ။သို့သော တချို့သောသဘောတရားပါသည့်ဝေဖန်ရေးများကိုတော့ကျွန်တော်တို့ကြိုက်မိသည်ကျွန်တော်တို့အမကြီးထိတ်ထားတရားဝရီကခောက်ထီးကလေးမလုံးတလုံးတွင်မြို့ပြဒေါ်ဝ၌ယုံရင်ကန့်ရင်နှမွန်းသွားသောမင်္ဂလေးတဦးဘဝကို ဖွဲ့သည်ဝိတုရေစရာကဝိတုဤအာဘောအဖြစ်သူမိမပြိုသည်ဗီဇကိုကမကောင်းသည့်အတွက်ပြက်စီးခြင်းဖြစ်ကြောင်းယူဆကိုတင်သည်ဤတွင်ဆရာမောင်စွမ်းကြီးကဇယိုက်ကာရက်တာနှင့်ပတ်သက်သည့်ဗီဇဟူ၍မရှိကြောင်းပြန်လည်ခြေပသည် တခုမျိုးပိသပြည့်တရာမျိုးပိသမုဒဝါရမျိုးပိသသတိပြမရှိကြောင်းအယပုသောအမျိုးအယရှိသောအမျိုးညိုသောအမျိုးဖြူသောအမျိုးတမ်းမာသောအမျိုးကျုံလီသောအမျိုးသတိသတိဖြင့်သာရှိကြောင်းဖြင့်ပြန်လည်ထိုးနှက်ခဲ့ရာကျွန်တော်တို့သဘောကျသည် ထို့တူပင်ကိုချေဦးညိုကယာသကုံမာဟူသောဝိတုရှိတွင်ယာသကုံမာမင်းသားကိုဇယိုက်သောရှိသူအဖြစ်အနှဲငယ်ချေမုံထားခဲ့ရာဆရာမောင်စွမ်းကြီးက မင်းသားကိုဘီလိန်ဖြစ်ရေးခြင်းသည်သဘောတရားမှားယွင်းမှုဖြစ်ကြောင်းထုံးနှက်ခဲ့ပြန်ပါ၏ရင်းကိုလည်းကျွန်တော်ကြိုက်မိသည်မှန်သည် မတ်တမကန်နီကို လူโซလုတ်ရေး၍မရဟိုချီမင်းကိုလူโซလုတ်ရေး၍မရဘူကျောင်းဇန်ကို လူโซလုတ်ရေး၍မရနော်မန်ဘတ်သွန်းကိုလူโซလုတ်ရေး၍မရတခင်ကိုတော်မိုင်းကိုလူโซလုတ်ရေး၍မရထို့တူပင်ဟစ်တလာကိုဇက်လိုက်တင်၍မရဖရန်ကိုကိုဇက်လိုက်တင်၍မရဂလုံဦးစောကို ဘလိုက်တင်၍မရမရမရဤသို့သောဝေဖန်ရေးမျိုးများအတွက်ကဆရာမောင်စွမ်းကြီးကိုအမှန်တကယ်ပင်လေးစားသင့်ပေသည်ဆရာမောင်စွမ်းကြီးနှင့်ပတ်သက်၍ငသက်လောက်ပြုံးပြုံးကျင်စရာဖြစ်ကလေးတစ်ခုကိုကျွန်တော်တို့တို့တွေမဂဇင်းစာမျက်နှာများပေါ်၌တရောတော်ပါဖြတ်တန်းသွားနေကြစဉ်ကာလတစ်ခုမှာကြုံခဲ့ဖူးပါသည်ဒီတော့ကကျွန်တော်တို့ဝင်ထွက်များသောမဂဇင်းတိုက်များမှာ cherry ရုပ်ရှင်အောင်လံလုံမလေးစသည့်တိုက်များဖြစ်ရာ ချယ်ရီမတ်ဆရာအောင်ပြေလာရုပ်ရှင်အောင်လံမအကိုကြီးရွှေပိတ်တောင်းတင်လာကျွန်တော်မမတ်မိနိုင်တော့ပါဒိုးမဂဇင်းများမအရီတာတအိုးကကျွန်တော်ဒိုးနှစ်ကြုံရတော့တနည်းတွင်နေမရောက်လာတော့စမှုတပုတ်ကိုပေးဖတ်ပါသည်စမှုမှမြင်းကြံတောင်းတာဆရာတို့နဲ့ဘက်မှကျောင်းဆရာတို့ဤစမှုဖြစ်ပြီးဆရာစွမ်းဤငယ်ပေါင်းတအူဖြစ်ဟန်တူပါသည်ဖိုတိုကသူနှစ်ဆရာမောင်စွမ်းဤတို့ ငယ်ငယ်ကနေကြသည်ဆရာစွမ်းဤဦးကြောင်ကြောင်နိုင်ခဲ့ပုံများကိုဆောင်းပါဖြင့်တုတ်ထိကလိထားခြင်းဖြစ်သည်ဆောင်းပါတွင်ပါဝင်သည့်ချက်လက်များကဤသို့ဖြစ်ပါသည်မန္တလေးမြို့တွင်လူတုတိုက်၌အဲ့စာရေးဆရာများလာသည့်အခါတိုင်းဘီယာစသည်ဖြင့်အက်ခန့်လေးရှိရာတခါတွင်ထိုစဉ်ကမန္တကတို့ကြောင့်သားများသာရှိသေးသောဆရာမောင်စွမ်းဤကိုဘဲကင်တစိမ့်နှင့်ဘီယာနှလုံးဝယ်ခိုင်းသည်ဟုဆိုပါသည်ဆရာစွမ်းကတော်တော်နှင့်ပြန်မလာပါပြန်လာတော့လဲ ဘီတိပစ္စည်းမှပါမလာသည့်အပြင်ဘီယာတွေကိုတော့တွေ့ခဲ့ကြောင်းသို့တော့ဘက်ကင်တသိရိုင်းနှိပ်ထားသောဘီယာကိုမှမတွေ့ကြောင်းစသည်ဖြင့်ပြန်လည်ဖြစ်ရှင်းသေးသည်ဟုဆိုပါသည်ဤတွင် လူကြီးများကဘီယာနှလုံးကတက်တက်စားစရာဘက်ကင်တသိတကောင်ဤလေးပုံတပုံကတက်တက်ဖြစ်ကြောင်းရှင်းပြလိုက်မှဆရာစွမ်းနောက်တစ်ကြိမ်ပြန်ထွက်ဝဲရကြောင်းစသည်ဖြင့်ဖြစ်ပါသည်ထို့ပြင်တောင်ပါ၌ဆရာစွမ်း၏ကလေးဘဝတစုံတစားကိုလည်း ဖော်ပြထားပါသည်ဒီနေ့တွင်အင်္ဂလိပ်သားရာကအင်္ဂလိပ်ဘာသာတွင် ပိုင်ဆိုင်မှုကိုပြသောအပေါစတောဘီအကြောင်းကိုရှင်းပြလိုက်ပါသည်နောက်တစ်နေ့ဆရာစွမ်းကြောင်းပြတ်သောနေ့တွင်ပုတ်ဖြတ်ကောမာအကြောင်းကိုတင်ပါသည်ဆရာစွမ်းကြောင်းပြန်တတ်သောနေ့၌ဆရာစွမ်းအားထိုကောမာကလေးကိုမေးရာဆရာစွမ်းကအပေါစတောဘီနှင့်ဆင်တူးနေပြီးမြင်းကြောင်းအောက်ဖက်တွင်ရေးထားသောကြောင့်အောက်စတောဘီဟုထပ်ဖြစ်လိုက်ရာ တဒန်းလုံးပွဲကြသွားသည်ဟုဆိုပါသည်။သောင်းမရှင်ကဤသို့ဤသို့ဖြင့်ပေါ်ပြားကသောင်းမဆုံး၌အော်သူကတော့ခုချိန်မှာ နိုင်ငံကျော်ဝေဖန်ရေးဆရာကြီးဖြစ်နေမှာကိုဟုဆုံးသက်ထားရာကျွန်တော်တို့ကချစ်စိတ်ဖြင့်သဘောကျသွားပြီးသောင်းမကိုထဲ့သွင်းရမယ်တိုက်တွန်းမိခဲ့ပါသည်။သို့တော့အယ်ရီတာကပုဂ္ဂိုလ်ဆန်သည်ဟုဆိုကမရိုက်နှိတ်ခဲ့ပါအဖြစ်မှန်သက်လန်းလားလောက်ကျန်ရေးပို့တီလားဒါကိုတော့ ကျွန်တော်မသိနိုင်ရအမှန်ဖြစ်ပါသည်ဆရာမောင်စွမ်းရည်နှင့်ကျွန်တော်တို့နီးကပ်သွားသည့်ရန်အတွက်စပေးအောင်သွဲလုပ်ပေးခဲ့သောအရာများအကြောင်းကို ပြောမည်ဆိုပါကရန်ကုန်တက္ကသိုလ်တောင်ငူဆောင်ပေးတောင်ပိန်နေပင်ကြီးအောင်မှလက်ဖက်ရည်သပွဲဝိုင်းများအကြောင်းကိုလည်းခြံလှပ်ထားရန်မဖြစ်နိုင်ပါတငယ်ချင်းဆောင်ထက်ရမုံဒေါက်တာဇော်မင်းကိုထေသိမ့်သသည့်ကျွန်တော်တို့တတိုင်းနှင့် ဆရာစွန်းတို့ လူကြီးတွေသည် ထိုပိန်နေပင်ကြီးအောက်မှပင်တယောက်ရင်ပတ်တဲ့တယောက်ရောက်ရှိသွားကြသည်ဟုကျွန်တော်ကခံစားမိသည်ဆရာစွန်းကဆရာတင်မိုးနှင့်ပြောင်းပြန်ပြစ်သည် အမြဲတမ်းတက်တက်ရက်ရက်သပင်ဖိတ်တင်ထားသည်ကအစလက်စွဲအိတ်ကိုစွဲထားသည်ကအလဲဖဏတ်ထိုးစီသည်ကအစုံအလုံးမတက်တက်ရက်ရက်ထို့ပြင်ဆရာတင်မိုးလိုလည်းစိတ်လေးမတော့ရွှေငွေပါညာလဝိရဏမဝိစဉ် သို့တော့လူကြီးကဟန့်ပြီးခန့်နေရတောင်သူလက်သမားအစည်းယုံဥက္ကဋ္ဌအလုတ်သမားအစည်းယုံဥက္ကဋ္ဌစသူတို့ဤကိုယောင်ကိုဝါမျိုးလက်နေသည်ဟု ကျွန်တော်ခံစားမိသည် ကျွန်တော်ကကျွန်တော်ရေးပြီးသည်။တော့ကြပြတော်တော်များများကိုဆရာစွမ်းကိုပေးဖက်မိသည်ဆရာစွမ်းကတော့သူထုံးစံတိုင်းမြေပဲရိကို လက်ကုတ်ထဲအပြည့်ထဲ၍တဖြောက်ဖြောက်ဝါကကြပြကိုဖက်ရင်းအင်းကောင်းတယ်ဗျမြေပဲလေးကဟုတောတတ်သည် တခါတခါမှာတော့ကျွန်တော်ကဗျာတွေကိုသူအာယုံစိုက်သွားလျင်ကြာကြီးစိုက်ဖက်နေတဲ့သည်ဒီကဗျာကအချက်လက်ရောအတွေ့ရောကောင်းတယ်ဗျာဒါပေမဲ့မောင်ရင်ကဝေဒနာကိုရင်ထဲမှာကြာကြာလွယ်ထားဟန်မတို့ဘူးမအောင်နိုင်တော့မှမွေးချလိုက်ရင်တိတ်ကိုကောင်းသွားမယ်ခုတော့ရေးကျင်စောနဲ့အစောကြီးညှစ်ချမွေးလိုက်တော့ကဗျာသားပြတ်သွားတာပေါ့ဒါမျိုးကို poetry abortion လို့ခေါ်တယ် poetry abortion ပိုထရီပေါ်ရှင်ဒီစကလုံးကိုကျွန်တော်တိတ်ကြိုက်သွားသည်ဟုတ်သည်ကျွန်တော်တို့တွေတစိမ့်ရှိထားရေတစိမ့်ရှိထားရေဘာဖြစ်လို့ရေထဲမှာနေစေလာစေဖြစ်အောင်မဆောင်စားနိုင်ကြပါတလေကျွန်တော်ဆရာစွမ်းကိုငေးကြည့်နေမိသည်နောက်ပိုင်းမှာတော့ဆရာစွမ်းက ကျွန်တော်တို့ကိုရုပ်ရှင်အောင်လံမဂဇင်းမှာအကိုရွှေဖိတ်တောင်းတင်ကြီးနဲ့မိတ်သက်ပေးရာထိုမဂဇင်းသည်ကျွန်တော်တို့ဤရေးွက်ဖြစ်သွားသည် ဘာပဲဖြစ်ဖြစ်ဆရာစွမ်းသည်ကျွန်တော်တို့အပေါ်ကျေးဇူးတစုံတရာရှိသည်ဟုပဲဆိုရမည်ဖြစ်ပါသည်တို့ပြင်းနောက်ပိုင်းမှာတော့ဝက်ကီရက်ွက်တဲ့ကဆရာစွမ်းအိမ်သည်ကျွန်တော်တို့ဝင်ထွက်သွားလာရ အိမ်ဖြစ်သွားပါတော့သည်မြတ်မောက်ခေမြမသာပေဝေဖန်ရေးအကြောင်းကိုပြောကြတော့ကဆရာမောင်စွမ်းရည်အမိသည်ဖက်ချန်ထားရန်မဖြစ်နိုင်သောအမိပင်ဖြစ်ပါသည်ဆရာဝေဖန်ရေးတွင်ပတ်သက်၍ ကြိုက်သူတွေလည်းရှိမကြိုက်သူတွေလည်းရှိသည်ဆရာမောင်ဆန်းဤသည်ဆရာတကုံးတရာဗညာတိယလိုပင်အကြောင်းအရာသဘောတရားကိုကင်ဆွဲ၍ဝေဖန်သူပင်ဖြစ်သည်သို့သောဆရာတကုံးတရာဗညာတိဟာနှင့်ဆရာမောင်ဆန်းဤတို့ဤကွာခြားချက်မှာဆရာတကုံးတရာကမိမိဤအတ္တမိမိဤခံစားချက်ကို အတတ်နိုင်ဆုံးဖဲခွာထားပြီးဆရာမောင်ဆန်းဤဝေဖန်ချက်များကတော့သူဤအတ္တ သူဤခံစားချက်များနှင့်လုံထွေးကဝေဖန်လိုက်ခြင်းကြောင့်တပတ်စရည်သူမှမိမိကိုမုံ၍များထိုးနှက်လေရော့တလားဟုထင်သွားလောက်အောင်ပင်ကြံတန်းခတ်ထျော်နေပါသည်တို့နောက်ပိုင်းနှင့်ကလာများတွင်တော့ဆရာမောင်စွမ်းဤဤလေတန်နေနေပြော့သွားပါသည်ကျွေးရာဇဝင်ထဲမှမောင်းကိုထားရစ်ခဲ့ကိုဝေဖန်ရ၌ပင်ညင်ညင်သာသာဝေဖန်ခဲ့သောကြောင့်ဂျန်နိုင်ဦးက ဆရာစွမ်းလာလန်းကိုပြန်ကြည့်ပါဟု၍စပိတ်ဂျာနယ်ထဲမှနေ၍ထိုးနှက်ခဲ့သည်ဂျန်နာဟုကဆရာစွမ်းကိုကြမ်းစေခြင်းအတူသည်ကျွန်တော်တို့ကတော့သဘောမတူလားလေတံပြောသည့်တိုင်သဘောတရားခိုင်လျင်ဗာများကန့်ကွက်เสียရှိပါသည်။တခါမှာတော့မြန်မာစပိတ်လောကတွင်ဘီယိုဝေဖန်ရေးအတန်များကြွကြွညံလာပါသေးသည်ဂျမန်နူနူ၏အင်ဝါ၏ဝိတုကိုဆရာမောင်စွမ်းကြီးက အကောင်းဝေဖန်လိုက်ရမှပြဿနာစားခဲ့ခြင်းဖြစ်သည်မန်နုနုဤတို့ကဆရာစွမ်းကိုဘီယိုကြီးကရော့လိုက်တဲ့ဒါကြောင့်မန်နုနုဤကိုအမောတင်ပြီး ဝေဖန်လိုက်ခြင်းဖြစ်တဲ့စာပေနစ်မဆိုင်လာသောကိစ္စများဖြစ်တဲ့ဖြင့်ကျွန်တော်စိတ်မဝင်စားလသူ့ဘာသူဘီယိုကရော့ရုံမကလို့တီဗီပဲပေးပေးကိုကိစ္စမဟုတ် ကိုကိစ္စကဆရာစွမ်းဤဝေဖန်ရေးမှမမားတည်တာဖြစ်သည်ဟုထင်သည် ဆရာစွမ်းပြောတယ်လို့မန္နုနုကြီးဤဝတ္ထုကမကောင်းတာလည်းရင်ကျွန်တော်တို့နဲ့ပတ်သက်သည်ဟု ကျွန်တော်ယူဆမိပေသည် ကျွန်တော်တို့ចောင်းသားဘွားကရန်ကုန်တက္ကသိုလ်တဲကို လာရောက်သည့်ပုဂ္ဂိုလ်များတဲ့တွင် အလာအ ਨੇ ဆုံးသောပုဂ္ဂိုလ်မှာဆရာ CTO ချက်သိန်းဦးပင်ဖြစ်ပါသည်တခါမှတော့ဆရာ CTO တယောက်ကျွန်တော်တို့ဤတောင်ငူဆောင်လဖေးဝိုင်းကိုရောက်လာပါသည်အမှုပညာအကြောင်းထွေးရာ၄ပါးပြောကြားဆိုကြရင်က ကြပြဆရာများအကြောင်းကိုကြောက်သွားပါသည်။အနုပညာဟာတော်ကြောက်ဆရာကောင်းတဲ့လက်နက်ပဲဗျ။ကျုံးမေဆုံးတော့ကျုပ်မြေတသက်မှမကြခဲ့ပေါ့။ဒါမဲ့ကိုစွမ်းရည်ရဲ့အမေခွတ်တန်ကြပြဖတ်လိုက်ရတော့ကျုပ်ချုံးပွဲကြောင့်ငုံမိတာဟုတ်။တပင်ဖွေးဖွေးအသားညွညွမျက်နှာအေးအေးကြီးနဲ့ဆရာစီတီအိုကိုကျွန်တော်ငေးကြည့်နေမိသည်။မှန်ပါသည်။ကျွန်တော်တို့ကလည်းဆရာဆန်းဤကြပြများတဲ့တွင်အမေခွတ်တန်ကိုသာကြိုက်ဆုံးဖြစ်ပြီး ကြပြနှင့်အတူဆုံးဟုလည်းယူဆပါသည်ကျွန်တော်တို့အနေနဲ့ကတော့ဆရာစွမ်းကိုကြပြဆရာဟုသတ်မှတ်ဒီမှာအမိတ်ခေါ်တန်တပုတ်တီးကြောင့်ဝင်ဖြစ်ပါသည်ကျွန်တော်ရင်ထဲတွင်အနေနဲ့အပြာမရှိဗီယန်နမ်သမ္မတကြီးဟိုချီမင်း၏ကြပြများကိုဘာသာပြန်ဆိုသည့်အကျဉ်းထောင်ထဲကပလီတန်များပင်လျင်မရှိဒါပေမဲ့အမိတ်ခေါ်တန်တော့ရှိပါသည်အမေခေါ်တန်ကြပြာကကိုညိုတစ်ကိုတန်အောင်တို့လက်ထက် မိုးဝေစာပေမဂဇင်းတွင်ဖော်ပြခဲ့သောကြံပြဖြစ်ပါသည်။အမေရွာကို ပြန်မရောက်ဖြစ်နိုင်သည့်မျိုးနေဘွဲရသားတယောက်၏ခံစားမှုကို ဖွဲ့ထားသည့်ကြံပြဖြစ်သည်။အမေရွာကိုတစ်ခေါက်ရောက်သွားစဉ်က အမေနှင့်သားတို့လာတာတာတွင်ခညက်တကိုက်ခြေနွေးတကြိုက်နှင့်စကားဖောင်ဖွဲ့ခဲ့ကြသည့်အမှန်ရချက်များကိုလည်းကြံပြတွင်ထည့်သွင်းဖော်ပြထားရာအပါလာသည် အမင်းနှင့်သားတို့၏စကားဝိုင်း၌ရှေခစ်မြို့တကြီးရွာတကြီးတို့ဖျားထုခံခဲ့ကြကြောင်းပါသည်လမတ်ရရွာတကြီးကဘယ်နေရာလက်ညှိုးထွထပိုင်ဆိုင်ခွင့်ရခဲ့ပုံတွေပါသည်ဂျပန်ခစ်ကဒေါ်လန်ရေးတွင် ပါဝင်ခဲ့သူရွာသူရွာသားများသည်လည်းယခုအခါကိုခရီးနှင့်ကိုထီဖြစ်ကုန်ကြကြောင်းပါသည်မင်းနဲ့သားတို့စကားဝိုင်းကိုဆရာစွမ်းကဤတို့ဤနယ်ဖွဲ့သည် ဘိန်းပြဘိန်းဝတဲ့ဘလောက်လှပတိတကလုံးတွဲဆက်တယ်လေအရညာဝါတိတဲ့ဂါမဝါတိတဲ့ကျွန်တော်နှလုံးသားသွေးပြန်ကြောမကြီးအရင်လောက်စီကကျင်ကနေဖြစ်သွားသည်ဒီပိုင်းနဲ့ပတ်သက်၍ကတော့ဆရာစွမ်းဤကြပြမော့ထားမှုကိုအတိမတ်ပြုကြရသည်မမရရဒီကြပြကိုပူပူနင်းနှွေးဖတ်လာခဲ့တူသောဆရာအောင်သိန်းကတခုသောလက်ဖက်ရည်ဝိုင်းကလေးတွင်ကျွန်တော်တို့နှင့်ဆုံကိုက်ဤသို့ဆိုဘူးပါသည် ိုစိုင်းရဗျာဖတ်ပြီးပြီးချင်းငါဘလို့မှမနေနိုင်တာနဲ့ဖုံးဆက်ပြီးမေးပြလိုက်တယ်ခမားညီဒီမှာမရှိတော့ဘူးမဟုတ်လားလို့ဘယ်ရမလဲကြပြစုံတော့ပါကွာဆရာအောင်တင်းကတဟားဟားရဲ့သည်ညီတော်မင်းနဲ့ငါတော့ကြာချီကိုလည်းလှက်မနေတော့စံတော်ကိုလည်းချမနေတော့သို့ဆိုရင်ကျွန်တော်တို့ရဲ့ဆရာစွမ်းကရောဆရာစွမ်းကြာချီလက်တီမလက်တီကိုကျွန်တော်မသိဘူး ဒါပေမဲ့ဆရာစွမ်းတယောက်တို့ဤမိသားစု အပေါ်တန်ရောစဉ်ကြီးလွန်းတီကအမှန်ပင်ဖြစ်ပေသည်ဝက်ကြီးရိတ်တဲ့ကဆရာစွမ်းဤအင်္ဂလေးကို ကျွန်တော်မကြမကြရောက်ဘူးပါသည်ရောက်သွားတိုင်းလိုလိုမှလည်းအောက်ထက်အင်္ဂလေးကရင်ရေးတိုင်းကြီးပေး၌အဝတ်တွေလျှော့လျှော့နေတတ်သောဆရာစွမ်းကအပြုံးဖြင့်စီးကျွတ်တတ်ပါသည်အိန္ဒိယတွင်တော့ကျွန်တော်တို့ဤဆရာမောင်စွမ်းကြီးကဆရာတင်မိုးနှင့်ကွာသည်ဟုဆိုရမည် ဆရာစွမ်းတီငငယ်ကလေးဘွားတွေကကိုအင်းကြီးကိုလျှော်ဝက်မိသားစုစီကံဖြင့်ကြီးပြင်းလာခဲ့ရသူဖြစ်ကြောင်းတဆင့်စကားတဆင့်နာဖြင့်ကျွန်တော်တို့သိထားခဲ့ပေရာလျှော်လက်စအဝဲပုံကြီးပေနိုင်ဆရာစွမ်းကိုငုတ်တုတ်တွေ့ရသည်မှာဘာမှမဆန်းတခါတခါကြပြန်လို့ဆရာစွမ်းက ကျွန်တော်ကိုထူးထူးဆန်းဆန်းကလေးတွေဖြင့်အက်ခံတတ်သည်ကိုရင်သာချိုးကို့မှာဈေးရက်ကလေးနည်းနည်းရှိလို့မိစန်းကြည့်ပေးသမှာဟော ဒီလိုဆိုပြန်တော့ပရင်ရောင်လက်နေသည့်ဇီးနတ်တင်တင်အညာရက်ကကျွန်တော်ခြေတန်းပြတို့တိုင်ပူကနေစည်းစင်းသွားလည်သည်အမျိုးသားသာဆိုဆိုတဲ့ဂုံကိုဘယ်တော့မှအချောင်မရဘူးကိုရင်ကဆရာမင်းသူဝင်လည်းမရဘူးဆရာစော်ကြီးလည်းမရဘူးကိုရုကိုတင်မိုးတို့လည်းမရဘူးအေးဆရာကြီးမိုင်းမယ်ဆရာကြီးမိုင်းတာအမျိုးသားလက္ခဏာအပြည့်ပါတယ်သာသောကွာ ကျွန်တော်ကနှာခေါင်းပြားပေါ်တွင်စာကြည့်မျက်မှန်တင်တာသောဆရာစွမ်းကိုငေးကြည့်နေမိသည်ကိုရိုစာပေလောကကတစ်ခါတခါသမဝါယမမှာတန်းစီတယ်လို့လှုပ်ချင်ကြတယ်တော်တယ်လူရှေ့ရောက်သွားပါမယ်ဒီတို့ဆိုပြန်တော့ညာသားကြီးဆရာစွမ်းကို ကျွန်တော်ကြွေသွားရပြန်လေသည်ခုတော့ဖြင့်ထပင်ကြီးတွေဝေဝေပေပင်ကြီးတွေမတ်မတ်ဟုဆိုတော့အညာနှင့်ဝေရမြေဝကျုံပေါ်ကန်းစက်မှဟင်္ဒရကောလိပ်ကလေးမှာကျွန်တော်ရောက်နေပြန်ပါပြီ။ တမိုင်းကုံရောင်ပြောင်းတော့ကျွန်တော်တို့ကိုဉာဏ်ပညာလူမွေးလူတောင်ပြောင်းစေခဲ့တော့ဂျန်ကုံတက္ကသိုလ်ကန်းကော်တော်ကလက်ဖက်ရည်ဝိုင်းကလေးများနဲ့အတူဆရာစွမ်းကိုတတိယမိသည်ဆရာစွမ်းတယောက်စာပေဝေဖန်ရေးစာမျက်နှာပေါ်ကပျောက်ဆုံးနေတာကြာပြီကျွန်တော်တို့စာပေလောကမှာဝေဖန်စရာစာအုံများမရှိတော့လို့လားယေစုတွေကမရေတော့လို့ဒါမှမဟုတ် ထုတ်သူတွေက မထုတ်တော့လို့များလားအခုထွက်နေသည့်သောက်တွေကရော လူလူအတွက်ဆိုသည့်ဆရာစွမ်းဤပေရန်များနဲ့ကြိုက်မှကြိုက်ညီပါလေသာကျွန်တော်မိတိလာကောလိပ်မှာရှိနေခဲ့စဉ်ဆရာစွမ်းကျွန်တော်စီမှာယူသွားတော့ကာဝါဘာဒဤအစ်ဆူဒန်ဇာသောက်ကလေးလည်းပြန်မရတော့ကျွန်တော်ကလည်းဆရာစွမ်းထံမှ ကာလကြာမြင့်စွာပင် ယူထားခဲ့တော့ The Poems of Mossy Dong သောက်ကလေးကိုပြန်မပေးပြတော့ တိရကလူချင်းပြန်တွေ့လျင်ဖြင့်တောက်ချင်းပြန်လဲပြစ်ကောင်းပြန်လဲရပေုံမည်မောင်သာချိုစတိုင်တက်မဂဇင်း1998ခုနှစ်ဇန်နဝါရီလအမှတ်46